တိုက်ပွဲကြောင့်ပိတ်မိနေတဲ့ကော့ကရိတ်မြို့ကန်တွေစံနာဝင်များဖြစ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကျုံထိုးကော့ကရိတ်မြို့နယ်တွေမှာတကြော့ပြန်ဖြစ်ပွားလာတဲ့တိုက်ပွဲတွေကြောင့်ပိတ်မိနေတဲ့ကော့ကရိတ်မြို့ကန်တွေဟာစားဖို့စံတော်ဝယ်ယူလို့မရတဲ့အခြေအနေဖြစ်နေလို့ကော့ကရိတ်မြို့မှာနေတဲ့ဒေသခံတွေကပြောပါရယ်2023ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်တိမ်းရှောင်ခဲ့ရတဲ့ကော့ကရိတ်မြို့ကန်တွေဟာ2024ခုနှစ်နှစ်ကုန်ပိုင်းမှာမြို့ကိုပြန်လည်ဝင်ရောက်ခဲ့ကြပြီးအခုတကြော့ပြန်တိုက်ပွဲတွေပြန်ဖြစ်တဲ့အချိန်ပိတ်မိနေကြတာပါလက်ရှိ ုံထိုးကော့ကရိတ်မြို့နယ်တဲကစစ်ကောင်စီတပ်စခန်းတွေကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းယူထားပြီးဆက်လက်ထိုးစစ်ဆင်နေတဲ့အချိန်ဖြစ်တာကြောင့်အသေးစိတ်ချက်လက်တွေကိုတော့မသိရှိရသေးပါဘူးစစ်ကောင်စီကလည်းဒေါနာတောင်အနောက်ဘက်ခြမ်းကိုလက်မလို့ရရဲ့အတွက်ဘုံကျဲတိုက်ခိုက်မှုတွေကိုအပြင်းထန်လှုံ့ဆော်နေပြီးတိုက်ပွဲအတွင်းတော်လိုင်းရဲဘော်တွေဘက်ကထိခိုက်ကြဆုံမှုလည်းအများပြားရှိတယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဧပြီ15ရက်တုန်းကစကခါစနစ်ဌာနချုပ်နာမှာရှိတဲ့ရင်ကွင်းတောင်ကာကင်စကန်ကိုခဲနယ်လေးပူပေါင်း င်တက်တွေကတင်ပိုက်ခဲ့ပြီးလက်ရှိမှာစကားခါစနစ်ကိုပိတ်ဆို့ထားတယ်လို့စေရေးသတင်းရင်းမြစ်တွေကပြောပါတယ်။